မင်္ဂလာပါသားတို့သမီးတို့ရေအခုဒီချဲတင် जा ပေးမယ့်သင်ခန်းစာလေးကတော့အခန်းလေးပကံခေသင်ခန်းစာခွဲ၄ .3 ပကံခေမှာဘလိုယဉ်ကျေးမှုတွေထုံးငှားခဲ့တယ်လဲဆိုရဲသင်ခန်းစာလေးပဲဖြစ်ပါရဲ့ကွယ်ကဲ ပကံခင်မှာထုံငှခဲ့တဲ့ရင်ကျေးမှုတွေကမှာကိုးကွယ်ယုံကြည်မှုအကြောင်းကိုတီချယ်တို့ဆက်ပြီးလေ့လာကြမယ်နော်ပကံခင်မှာနတ်ကိုးကွယ်သူတွေဗြမဏဘာသာနဲ့ဗုဒ္ဓဘာသာယုံကြည်သူတွေအတူရှင်တွဲနေထိုင်ခဲ့ကြပါတယ်နော်ယထာမင်းဟာမွန်ယဟန်တော်ရှင်အရဟံရဲ့အခုအညီနဲ့ထေရဝါဒဗုဒ္ဓသာသနာပြန့်ပွားအောင်ကြိုးပမ်းခဲ့တယ်တထုံကနေဘိတကတ်တော်တွေကျမ်းဂန်တဲ့ယဟန်တော်တွေကို ပကံကိုပင့်ဆောင်ခဲ့ပါတယ်။ဗုဒ္ဓသာသနာတည်တန်းစေဖို့အတွက်ဇေဒီပထိုးတွေပြီးတက်ကတ်တိုက်တဲ့ဘုံကြီးကျောင်းတွေစောက်လုပ်လှူဒန်းခဲ့ပါတယ်ကွင်။ပကံခေတ်ကိုယ်ွယ်ယုံကြည်မှုမှာဆိုရင်တော့နတ်ကိုယ်ွယ်မှု မဟာယနနဲ့ထေရဝါဒဗုဒ္ဓဘာသာကိုယ်ွယ်မှုတွေရှိကြောင်းသိရှိခဲ့ရတယ်။သထုံကနေပြီးတော့ပြီးတက်ကတ်တော်ဉာဏ်ဉာဏ်သက်ပညာတွေတန်ငါရော်တွေအားလုံးကို ပကံကိုပင့်ဆောင်ပြီးကိုယ်ွယ်စီကတ်ခဲ့ကြတယ်။ ဘီတကတ်တော်တွေကိုဘီတကတ်တိုက်တွေစောက်ပြီးထိမ့်သိမ်းထားရှိရဲ့ကွဇေဒီပထိုးတွေကိုလည်းလက်ရွာမြောက်စွာနဲ့ပဲစောက်လုလူရန်ခဲ့ကြတယ်။တာသနိကအဆောက်အုံတွေကိုဖျက်ဆီးသူများရဲ့ဘေးရန်ကနေကောက်ွက်လူတဲ့အတွက်အလူမှတ်တမ်းကြောက်စာတွေမှာကျင်းစာတွေကိုထည့်သွင်းပြီးရေးထိုးခဲ့ကြရဲ့ကွကဲဒါဆိုရင်တော့စာမျက်နှာ49ကစာပိုက်လေးကိုဆက်ပြီးကြည့်ကြမယ်နော်။ပကံခစ်မှာ စီရီပထိုးတွေများစွာရှိတဲ့အနက်မှာမှရွှေစည်းကုံအာနန္ဒာတပ်ပင်ညုဓမယံကြီးစသည်တို့ကထင်ရှားရဲ့ကွတန်တရာစင်းရဲပါလွမြောက်စီရဲ့ရည်ပန်းပြီးတော့ညေရာကြေးကျုံတဲ့ဥစ္စာပစ္စည်းတွေကိုလှူဒန်းပေးကမ်းကြပါရဲ့ကွဖျားစုပန်ခြင်းနိဗ္ဗာန်စုတောင်းခြင်းအလေးအချတွေရှိခဲ့ကြောင်းကိုလည်းကြောက်စာတွေမှာရေးထိုးမှတ်တမ်းတင်ခဲ့ကြရဲ့ကွကဲ ပကံခေကိုကိုွယ်ယုံကြည်မှုနဲ့ယခုခေကိုကိုွယ်ယုံကြည်မှုတွေတူတယ်လို့ထင်ပါသလားကွယ်ဒီချက်ပြောပြပေးမယ်နော်ယခုခေမှာလဲပကံခေကလိုပဲဇေဒီပထိုးတွေသာသနာအဆောက်အုံတွေဥစ္စာပစ္စည်းတွေကိုလှူဒန်းကြတယ်ကွယ်နိဗ္ဗာန်ကိုဆူတောင်းတဲ့အလေးထားတွေလည်းရှိပြီးတော့နတ်ကိုကိုွယ်ရဲ့သူတွေဗုဒ္ဓဘာသာနဲ့တခြားဘာသာကိုကိုွယ်ရဲ့သူတွေရှိပါတယ်ကွယ်ကဲကလေးတို့ရေ စာမျက်နှာ90ကပုံလေးကိုတွေ့ကြလားအဲ့ဒီကြောက်စာလေးကတော့ညစီဒီကြောက်စာပဲဖြစ်ပါရဲ့ကွယ်ဒီကြောက်စာကိုဘာသာ၄မျိုးနဲ့ရေးထုတ်ခဲ့ပြီးမြန်မာနိုင်ငံသားမကကဘာထီအောင်ထင်ရှားတယ်ကွယ်ဒါဆိုရင်ဒီကြောက်စာကို ရေးထုတ်ခဲ့တဲ့ပုဂံခက်မှာဘလို့စာပေတွေရှိသလဲဆိုတာကြည့်ကြရအောင်ပုဂံခက်မှာပြူမွန်ပါဠိမြန်မာစာပေအရေးသားတွေကို တွေ့ရှိခဲ့ရပါတယ် မြမစာပေဟာစတိယာစုပကံခိအစောပိုင်းကာလမှာစတင်ပြီးတော့ထွန်ငါခဲ့တယ်။မြစေကြီးကြောက်စာဟာပကံခိမှာ ရေးထိုးခဲ့တဲ့ကြောက်စာတွေအနက်အထင်ရှားဆုံးကြောက်စာပဲဖြစ်ပါတယ်။အဲ့ဒီကြောက်စာကို ကျန်းစင်သားမင်းရဲ့သားတော်ရာဇကုမာရမင်းသားကပြူမွန်ပါဠိမြမဘာသာလေးမျိုးနဲ့ရေးထိုးခဲ့ပါတယ်။ပကံခိရဲ့ကြောက်စာတွေဟာမြမစာပေရဲ့အခြေခံအုတ်မြစ်တွေပဲဖြစ်ပါတယ်။ အဲ့ဒီစာပေတွေကအဲ့ဒီခေတ်ရဲ့လူမှုဘဝနဲ့စီးပွားရေးကိုထင်ဟပ်ပြနိုင်ပါတယ်။မြစေပြည်ကျောက်စာကို ပကံမျိုးရဲ့တောင်ဘက်မြင်းကပါရွာမှာရှိတဲ့မြစေပြည်ဖျားနီးမှာ တွေ့ရတဲ့အတွက်မြစေပြည်ကျောက်စာလို့ခေါ်ကြပါတယ်။ဘူပြောက်ကြီးကျောက်စာလို့လည်းခေါ်တယ်လို့ရာဇကုမာရရေးထုတ်ခဲ့ရတဲ့အတွက်ရာဇကုမာရကျောက်စာလို့လည်းခေါ်ပါတယ်ကွ။ကျောက်စာတိုင်းညနာတစ်ဖက်မှာ ြူမွန်ပါဠိမြန်မာဘာသာတစ်မျိုးစီနဲ့ရေးထိုးထားတဲ့အတွက်စာပေတန်မိုးနဲ့သမိုင်းတန်မိုးကြီးမားလာပါတယ်ကွ။ကဲပကံခေကျောက်စာပင်မှာပကံခေသုံးဩဟာရတွေပကံခေအုတ်ချုပ်ရေးတရားစီရင်ရေးစီးပွားရေးလူမှုရေးပညာရေးနဲ့ဘာသာရေးဆိုင်ရာအကြောင်းအရာတွေပါဝင်နေကွ။ဒါကြောင့်ပကံခေကျောက်စာတွေဟာ မြမစာပေအတွက်အရေးပါတဲ့စာပေထောက်ထားတွေပဲဖြစ်ပါရဲ့ကွယ်။ကြောက်စာတွေအပြင်နိုင်ရန်စေးရင်မင်စာတွေခေါင်းလောင်းစာတွေကိုလည်းရေးသားခဲ့ကြရဲ့ကွယ်။နိုင်ရန်စေးမင်စာဆိုတာကတော့စေးမင်နဲ့နိုင်ရန်မှာရေးထားစားတဲ့စာပဲဖြစ်ပါရဲ့ကွယ်။ခေါင်းလောင်းစာဆိုတာကတော့ခေါင်းလောင်းမှာမှတ်တမ်းတင်ရေးထိုးထားတဲ့စာပဲဖြစ်ပါရဲ့။ ညစေပြီကြောက်စာကိုကျန်စစ်သားမင်းရဲ့သားတော်ရာစကုမာရမင်းသားကရေးထိုးခဲ့ခြင်းဖြစ်တဲ့ထေရဝါရဗုဒ္ဓဘာသာပြန်ပွားနေခြင်းဖြစ်တဲ့အတွက်ဗုဒ္ဓတရားတော်တွေကို ပါဠိဘာသာစကားနဲ့ရေးထားတဲ့အတွက် ပါဠိစာအရေးသားကအရေးပါပါတယ်။ဒါ့အပြင်ပြူမွန်မြမလူမျိုးတွေရှင်သွဲနေထိုင်ခဲ့ရတဲ့အတွက်ပြူစာအရေးသားတွေမွန်စာအရေးသားတွေ မြန်မာစာအရေးသားနဲ့ပါဠိစာအရေးသားတွေရေးထိုးထားခြင်း ဖြစ်ပါရဲ့ကွယ်။ညစေရီကျောက်စာဟာဗကန်ခေတ်မှာထွန်းငါခဲ့တဲ့အရေးသား၄မျိုးကို လေ့လာနိုင်တဲ့ကျောက်စာပဲဖြစ်ပါရဲ့ကွယ်။ကျောက်စာမှင်စာတွေမှာဗကန်ခေတ်ရဲ့လူမှုရေးနိုင်ငံရေးနဲ့စီးပွားရေးအကြောင်းအရာတွေကိုစမ်းစစ်လေ့လာနိုင်ပါရဲ့ကွယ်။စာမျက်နှာ51မှာတွေ့ရတဲ့ပုံလေးပုံဟာဆိုရင်တော့ ညစီပြီးကြောက်စာရဲ့မျက်နာ၄ဘက်ဖြစ်ပြီးတော့ဘာသာ၄မျိုးနဲ့ရေးထိုးထားတာကို ဖော်ပြထားခြင်းဖြစ်ပါတယ်။ဗကန်ခေတ်မှာပြူမွန်မြန်မာစရဲ့လူမျိုးတွေနေထိုင်ခဲ့ကြရတဲ့အကြံလူမျိုးအလိုက် စာပေအရေးသားတွေကိုကြောက်စာတွေမှာယနေ့ထက်တိုင်းလေ့လာနိုင်ပါ၏ကွယ်။မွန်မြန်မာစာပေအရေးသားတွေကလည်းယနေ့အထိကိုအဆင့်ဆင့်တိုးတက်ပြောင်းလဲနေစေဖြစ်တယ်။ ယခုခါမှာတော့မြစေပြီကြောက်စာကို2015ခုနှစ်မှာစပြီး UNESCO အဖွဲ့ကနေကမ္ဘာမှတ်တမ်းဝင်အမွေညှိဖြစ်အတိမတ်ပြုခြင်းကိုခံခဲ့ရပါတယ်။နောက်ထပ်ပကံခိရဲ့ဥပညာလက်ရာတွေကို လေ့လာကြည့်ရအောင်နော်။ပကံခိမှာဗုဒ္ဓဘာသာကိုအခြေခံထားတဲ့ဗတ်ကြီးဗပုဗတော်ပန်တမော့စတဲ့ဘိသုကဥပညာလက်ရာတွေကိုသာသနာအဆောက်အအုံတွေမှာတွေ့ရှိရပါတယ်။ 950ဇက်တော်ရီနဲ့ဗုဒ္ဓဝင်နိုင်ရန်စည်းရေးပကြီတွေကိုလည်းဂူပီးယားအတွင်းနိုင်ရန်ပေါ်မှာ ရေးဆွဲထားကြတယ်ကွ။ဗကန်ခေပကြီပပုဘီတုကအမှုပညာလက်ရာတွေဟာ အစင်တန်းမြင့်မာတဲ့လက်ရာတွေပဲဖြစ်တယ်ကွ။နေစဉ်လူနေမှုဘဝမှာ အသုံးပြုတဲ့အလှပတစားစဉ်ပစ္စည်းတွေလေယာဉ်သုံးပစ္စည်းတွေကိုလည်းကျွမ်းကျင်စွာပြုလုပ်သုံးဆွဲခဲ့ကြပါရဲ့ ဗကန်ခေတ်မှာတာတနိကအဆောင်အုံတွေမှာရှိတဲ့ဗကြီးပပုဘိတုကညွန့်ပညာလက်ရာတွေဟာဗုဒ္ဓဘာသာယဉ်ကျေးမှုကိုအခြေခံထားတဲ့လက်ရာတွေပဲဖြစ်ပါ诶ကွယ်ဘိတုကညွန့်ပညာလက်ရာတွေဟာတေတတ်ခိုင်မာခြင်းစိတ်ကူးဖန်တီးမှုကောင်းမွန်ခြင်းတွေကြောင့် UNESCO ကနေပြီးတော့ကမ္ဘာအမွေအနှစ်စည်ရင်းဝင်အဖြစ်သတ်မှတ်ခဲ့ခြင်းပဲဖြစ်တယ်ကွ။ဇေဒီပထို ကြောင်းနဲ့ဂူပြားတွေစောက်လုပ်တဲ့အခါမှာတော့စောက်အုံတွင်းမှာအုတ်စီပုံစနစ်ကြခြင်းဒုတဲ့ကြီးမာခြင်းအလင်းမောင်းယူပုံစနစ်ကြခြင်းစသည်တို့ကို တွေ့ရှိရပါရဲ့ကွယ်ခေဦးဂူပြားတွေဟာ အတွင်းမိုင်းမှောင်ပြီးတော့နေသောပုံစံရှိတယ်။နန်းဖျားပထိုးသားများဖျားနဲ့အပေယနာဖျားတို့ကတော့ခေဦးဂူပြားတွေပဲဖြစ်ကြပါတယ်။ အာနန္ဒာဖရာဟာလက်ရအလွန်မြောက်တဲ့ခေလေဂူဖရာပဲဖြစ်ပါတယ်။ခေနောင်းဂူဖရာတွေကတော့အတွင်းပိုင်းမှာ အလင်းရောင်ကောင်းစွာရရှိပြီးမြင့်မားသောအသွင်ရှိပါတယ်။သဗ္ဗညုဖရာဟာခေနောင်းဂူဖရာပဲဖြစ်ပါတယ်ကွယ်။ဗကံခေဂူဖရာတွေဟာခေဦးပိုင်းမှာအတွင်းပိုင်းမှောင်ပြီးနှိမ့်တဲ့ပုံစံရှိတယ်။ခေလေနဲ့ခေနောင်းပိုင်းတွေမှာတော့အတွင်းပိုင်းအလင်းရောင်ကောင်းစွာရပြီးမြင့်မားတဲ့ပုံစံနဲ့ ီးသူကလက်ရာတွေဟာပို့ပြီးတော့မြင့်မားတိုးတက်လာတာကိုမြင်တွေ့ရပါတယ်ကွယ်ပကံခေဇေဒီတွေကိုပြစ်စရာအစစ်နဲ့ဇေဒီလုံးပတ်ပုံစံကိုကြည့်ပြီးခေဦးခေလေခေနောင်းဆိုပြီး ရေဘူးရခွဲခြားနိုင်ပါရဲ့ကွယ်လောကနန္ဒာဇေဒီဟာပြစ်စရာ၃ဆင့်ရှိပြီးတော့ပြောင်းတိုင်နဲ့တူတဲ့ခေါင်းလောင်းပုံစံကြီးဖြစ်ပြီးတော့ခေဦးလက်ရာပဲဖြစ်တယ်ကွယ်ရွှေစံသောဇေဒီကတော့ ပစ္စယား၅ဆင့်ရှိပြီးခေါင်းလောင်းပုံစေဒီဖြစ်ပြီးခက်လေပုံစံဖြစ်ပါတယ်။ရွှေစည်းကုံနဲ့မင်္ဂလာစေဒီတို့ကတော့ပစ္စယား၃ဆင့်ရှိပြီးတော့ဒုဂျုံနဲ့တူတဲ့ခေါင်းလောင်းပုံစေဒီဖြစ်ပြီးခင်နောင်းပုံစံရှိပါရဲ့ကွယ်။ပကံနိုင်ငံတော်ကြီးမားကျယ်ပြန့်လာမှုနဲ့အသက်ပညာရှင်မျိုးစုံ ပါဝင်လာတဲ့အတွက်အသိပညာတွေတိုးတက်လာတယ်။အဆောက်အုံတွေစောက်တဲ့အခါမှာတော့အသုံးပြုတဲ့ပစ္စည်းတွေဟာ အရေးအသွေးပုံပေါ်ကောင်းမွန်လာပြီးဤပညာတွေလည်းမြင့်မားတိုးတက်လာခြင်းဖြစ်ပါတယ်။ဒါဆိုရင်တော့အခုဒီချေကသင်ခန်းစာလေးကိုဒီမရင်ရက်ပါမယ်။နောက်စာသင်ချိန်မှာပြန်တွေ့ကြရအောင်နော်။